ဒူဘိုင်းကပင်လယ်ထဲမှာတည်ဆောက်ခဲ့တဲ့မြို့လူတယောက်ရဲ့စိတ်ကူးအိမ်မက်ကဘလောက်အထိကြီးကျယ်ခမ်းနားပြီးလက်တွေ့ဖြစ်လာနိုင်လဲဗျသိပ္ပံစိတ်ကူးရင်ကားရီတွေကလိုမျိုးပင်လယ်ကြီးရဲ့အလေကောင်းမှာစွန်ပလွန်ပင်ပုံစံမြို့ကြီးတစ်မြို့ကိုတည်ဆောက်ပြမယ်ဆိုတာကရောဖြစ်နိုင်မှာမလားဒါရီကစိတ်ကူးရင်ဇာလံမဟုတ်ပါဘူးလူသားရီရဲ့အင်ဂျင်နီယာစွမ်းရည်နဲ့ယူသွတ်တယ်လို့ထင်ရလောက်တဲ့စိတ်ကူးတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာဘာရီဖြစ်လာနိုင်လဲဆိုတာတတ်သိပြနေတဲ့တကယ့်နေရာတစ်ခုပါပဲ။ ဒီနေ့ကျွန်တော်တို့နဲ့အတူတူဒူဘိုင်းမြို့ကကဘာကျော်စွန်ပလွန်ကျွန်းချောင်းကိုလေ့လာကြည့်ကြရအောင်ပါဒီအရာမှာကျွန်းကြီးဘာကြောင့်တည်ဆောက်ခဲ့တာလဲမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဒီအရာတွေကိုဘယ်လိုနည်းပညာတွေသုံးပြီးအကောင့်ထည့်ဖော်ခဲ့လဲသူရဲ့နောက်ကွယ်ကအန်အောစရာချက်တွေကဘာတွေဖြစ်မလဲဆိုတာအခုပဲကြည့်လိုက်ကြရအောင်ပါ2000ပြည်နှစ်လောက်မှာဒူဘိုင်းဟာရေနံကြောင်ရယုံနဲ့ငါတို့နိုင်ငံကြီးပွားလို့မဖြစ်တော့ဘူး။ကမ္ဘာပေါ်မှာအကောင်းဆုံးခရီးသွားနေရာတစ်ခု ဖြစ်အောင်လုပ်မယ်ဆိုပြီးကြီးမားတဲ့အိမ်မတစ်ခုကိုမှခေပါရီ။ဒါပေမဲ့ပြဿနာအကြီးကြီးတစ်ခုရှိနေပါရီ အဲ့တော့ကတော့သူ့ရဲ့တဘာဝကန်ယူရန်ရှိဟာ82ကီလိုမီတာမိုင်45မိုင်လောက်ရှိနေတာပါပဲမြင်တော်ပြောပြရရင်ရန်ကုန်ကနေပဲခူလောက်အကွာအဝေးရှိတဲ့ကန်ကြီးလေးနဲ့ကမ္ဘာလေခီးတဲ့တန်ပေါင်းများစွာကိုဘယ်လိုမှဆွဲဆောင်လို့မရပါဘူးဒီတော့ဒူဘိုင်းရဲ့အုပ်စိုးသူကယူရဲလိုထင်ရလောက်တဲ့အကြံတစ်ခုကိုအကောင့်ထဲပို့ဖို့ဆုံးဖြတ်လိုက်ပါလိအဲ့တော့ကတော့ပင်လယ်ထဲမှာကျုံးတူတွေဖန်နေပြီးဒူဘိုင်းရဲ့ကန်ယူရန်ကိုအစာပေါင်းများစွာတိုးချဲ့ပစ်ဖို့ပါပဲဒီစီစဉ်ရပထမဆုံးနဲ့အခမ်းအနားဆုံးစီမံကိန်းကတော့ ဖမ်ဂျူမေရာပဲဖြစ်လာခဲ့ပါရီဒီကျွန်းကြီးကိုဘယ်လိုတိဆောက်ခဲ့လဲဆိုတာကပို့ပြီးတော့မှအံ့ဩဖို့ကောင်းပါရီဒီကျွန်းရဲ့အောက်ခြေမှာခမားတို့ထင်တယ်လို့ကွန်ကရစ်တွေတန်ချောင်းတွေတစ်စက်မှမပါဝင်ပါဘူးတရားရာဂိုင်းတော့သဘာဝအတိုင်းဖြစ်တဲ့ဒဲနဲ့ကြောက်ဒုံးတွေကိုပဲအသုံးပြုထားတာပါအင်ဂျင်နီယာရီဟာပါရှန်ပင်လယ်ကွေးရဲ့ကျမ်းမြင်ကနေဒဲကူဘမီတာ94တန်းကျော်ကိုအထူးပြုလုပ်ထားတဲ့ဒီမော်ဂျူရီနဲ့ဆောက်ယူခဲ့ကြပါရီပြီးတော့ဒီသဲတွေကိုဆွန်ဘလွန်ပင်ပုံစံအတိုင်းပင်လယ်ထဲမှာအတိအကျပုံဖော်ဖို့အတွက် GPS နည်းပညာကိုအသုံးပြုခဲ့ပါရီ ောင်းကင်ဘော်ကဂျိုရူးတွေရဲ့အကူအညီနဲ့စင်တီမီတာလောက်တောင်မှအမားရွေးမရှိအောင်ပုံဖော်ခဲ့ကြတာပါဒါပေမဲ့ဒီလိုပုံဖော်ထားတဲ့တဲရီပင်လယ်ရေလိုင်းကြောင့်ပြန်ပြက်စီးမသွားအောင်ဘလို့ကာကွယ်ခဲ့လေသူ့မှာဘော်ရီကတ်ကြီးတစ်ခုရှိပါသည်အဲ့ဒါကတော့17ကီလိုမီတာလောက်ရှိတဲ့လာချမ်းမုံရေကာတာကြီးပါပဲဒီရေကာတာကြီးကိုကြောက်တုံးကြီးတန်း900နဲ့တိစောက်ထားပြီးဂျုံတစ်ခုလုံးကိုပင်လယ်ရေတန်းကနေအခိုင်အမာကာကွယ်ပေးထားတာပါဘမ်ဂျူမီရာနဲ့ပတ်သက်ပြီးတော့အတင်မသိလောက်သေးတဲ့အံ့ဩစရာအချက်တချို့ကိုပြောပြခြင်းပါသည်နံပါတ်1 ီကျွန်းကိုဒီစားဖို့အသုံးပြုခဲ့တဲ့သဲနဲ့ကြောက်တုံးပပနာဟာဘလောက်တောင်များသလဲဆိုရင်တကဘာလုံးကို၃မှတ်တိတိပတ်နိုင်တဲ့2မီတာအမြင့်ရှိတဲ့အုတ်တိုင်းတစ်ခုတိစောက်နိုင်တဲ့အထိပါပဲမြန်မာပြည်နယ်ပြောရမယ်ဆိုရင် ရန်ကုန်ကနေမန္တလေးအထိအသွားပြန်လမ်းတစ်လျှောက်လုံးမှာလူဒီယက်ဆာလောင်းမြင့်နဲ့တိုင်းစောက်လို့ရတဲ့ပပနာပါနံပါတ်1ဖမ်းချူမေရာဟာအလွန်ကြီးမားတဲ့အတွက်အာကာသားတွေကနေကဘာကိုပြန်ကြည့်ရင်တော့မှရှင်းရှင်းလင်းလင်းလမ်းမြင်နိုင်တဲ့လူလုံးအဆောက်အအုံအနေငယ်တွေကတစ်ခုဖြစ်ပါသည်နံပါတ်3ဒီကျုံးပေါ်မှာ ကမ္ဘာကျော် Atlantis Deepam Hotel လို့ကျေငါးပွင့်အဆင့်ရှိဟိုတယ်ပေါင်းများစွာကမ္ဘာတရေကြီးတွေရဲ့အပန်းဖြေဆိုင်နေတိုက်ခန်းအဆောက်အုံနေစားသောက်ဆိုင်နေနဲ့ Goodbye Monore ရထားစနစ်တောင်ရှိတဲ့မြို့ငယ်လေးတစ်မြို့လိုပါပဲတစ်ချိန်ကဘာမှမရှိတဲ့ပင်လယ်ရေပြာကြီးဟာအခုတော့ကမ္ဘာတဝန်းကလူတွေလာရောက်လည်ပတ်ခြင်းကြတဲ့အိမ်မက်တစ်ခုရဲ့အထင်ကရနေရာတစ်ခုဖြစ်နေပါပြီအနည်းချုပ်ရရင်ဘမ်ဂျူမေရာဆိုတာကျွန်းတစ်ခုအဆောက်အုံတစ်ခုများသာမဟုတ်ပါဘူးဒါဟာလူသားတွေရဲ့စိတ်ကူးရီမှန်းချမ်းနေ 조사အားထုတ်မှုတွေပေါင်းစားလိုက်ရင်ဘလို့အရာမျိုးမဆိုဖြစ်နိုင်တယ်ဆိုတာကိုပြသနေတဲ့အသက်ရှိပြရောက်တစ်ခုပါပြီ။ခင်ဗျားတို့ရောမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အိမ်မက်တွေရှိကြလားဗျ။ဒီနေ့ဗီဒီယိုလေးကိုကြိုင်းနေတတ်ကြမယ်လို့မျှော်လင့်ပါရီ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားဖို့အတွက်မမေ့ပါနဲ့ရော။နောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိကျင်သေးလဲဆိုတာကွန်မန့်မှာရေးခဲ့နိုင်ပါရီ။